ဒီဘက်နယ်တွေကအကြမ်းဖက်တရားတာလီဘန်နေတဲ့စိုးတဲ့ကမ္ဘာအကြမ်းတန်းဆုံးကမ္ဘာအယုံမာဆုံးဆင်းနေမှာတော့မှထဲ့လို့ရပြီလို့ပောက်ကိုတော့တော့သုံးတတ်ချင်ပါတယ်အဲ့ညဘာရှိတဲ့လုံယုံတက်ဖို့မလို့တိုက်ဖို့တော့အဲ့မှာခြေကုပ်ယူနေတာအဲ့နေရာကိုရှင်းတာရှင်းပလိုက်တာဗျာရှင်းပြောရရင်ဒါအเจ้าသားမှမရှိဘူးအเจ้าသားမရှိဘူးစစ်သွေးကြွတွေရှိလို့ရှင်းတာအဲ့တော့စစ်သွေးကမင်းတို့ရဲ့အလောင်းတွေကဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲဇီဝေချောရမှာ จ๊ยมั้ยล่ะอาจารย์มาตมาชี้โลชี้ได้เนี่ยเอาเจ๊ยล่ะดาต้ายมีกากวยล่ะมั้ยနိုင်ငံတော်တို့လုံးတင်လုံးထဲတာလုံးတာဆက်လုံးมาပဲဒီကနေ့အကျန်းဖက်မီဒီယာကနေပြီးတော့အစပြီးတော့ဝါဒဖြန့်ချီလာတယ်ဟာလာဒီဘဲရင်းမှာចောင်းသားចောင်းသူတွေစတင်နေတာကိုတက်မတော်ကနေပြီးတော့ဘုံကျဲရှင်းနေတယ်ဆိုပြီးတော့မဟုတ်မှန်ဝါဒဖြန့်ချီလာတယ်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဟိုကျမတို့ဒီမောင်နှမ၃ယောက်ကနေပြီးတော့ပြန်ပြီးတော့ပြောချင်တာဒီချိန်မှာ ဟိုအဖြူစိမ့်ဝှက်ပြီးចောင်းသားចောင်းသူတွေစာတင်ကြရတဲ့အချိန်ကာလမဟုတ်ဘူးဒီချိန်ကចောင်းပိတ်တဲ့ယာတီအပြီးတော့ဒီဘဲရင်မှာပညာတင်ကြနေရပြောအောင်ပါလေဒီဘဲရင်ကဒါဆောင်မွေးပြန်ဖြေရတဲ့ဟို grade day ចောင်းသူចောင်းသားတွေရှိတဲ့နေရာမျိုးလည်းမဟုတ်ဘူးဒါကြောင့်မလို့ဒီဖြစ်စဉ်ကြီးကတော့တမင်တသက်လောက်ချန်ဖန်တီးထားရတယ်ဆိုရဲအကြောင်းကိုကျမအနေနဲ့ကနဦးပြောချင်ပါတယ်ကိုစောဝင်းဘာပြောမလဲအဲဒါကတော့သူတို့ဟာဘောနော်ဒီတိုင်းပြည်ကိုနိုင်ငံရေးအမျက်ထုတ်တယ်ပြီးလို့ရှိရင်တစ်ဖက်က ဟိုဘောနော်လုံရက်ဒီအပေါ်မှာသူတို့ကြာရှုံးနေတာကိုအဲတစ်ဖက်ကလူတွေပေါ့နော်ဟိုကြာရှုံးမှုဖြစ်အောင်တစ်ဖက်ကလူတွေကဒီလူစာတင်ကြောင်းတွေကိုဘုံကျဲပါတယ်ဆိုတာကိုဖြစ်အောင်လို့လုံကြံဖန်တီးပြီးတော့မှအောက်တန်းဆန်စွာပြောဆိုနေတာပဲဖြစ်တယ်ညီမလေးနော်အဲဥစ္စာကတရင်မှဖြစ်တယ်နော်ဒီဘင်းကြီးကလုံးဝလည်းပညာလည်းဟိုကျောင်းလည်းမဖွင့်ဘူးပညာတင်ကြားတဲ့ဘောလည်းမဟုတ်ဘူးညီမလေးပြောလို့ပဲ creative တွေဖြစ်ရတဲ့ဟိုဟာကျောင်းလည်းမဟုတ်ဘူးပေါ့နော်ပညာရေးဝန်ကြီးဌာန 1389ခုကစုံလားပြကျော်တရက်နေ့2025ခုမေလ12ရက်အမိတ်ပြန်တန်းစကိုင်းတိုင်းဒေသကြီးတပင်းမြို့နယ်ကိုရင်းနေကျေးရွာဒီတုခြေပြု စာတင်ကျောင်းမှ အောက်ပါအကျောင်းသူကျောင်းသားများသည်2025ခုမေလ12ရက်9:34မိနစ်အချိန်တွင် အကျန်းဘက်စစ်ကောင်စီ၏နေကျောင်းတိုက်ခိုက်ခံရမှုကြောင့် မတရားတည်ဆုံးခဲ့ရပါသည်တဗမမဝင်းဂရိတ်တန်ခဘန်အေအေမြင့်ဂရိတ်ဆဗင်းမန်မောမြင့်ဟန်ဂရိတ်ဆဗင်းမန်အင်းငိမ့်ဆန်ရေတရီမမောင်ဇီယာပြုတ်ရေဘတ်မချယ်လီမိုဂရိတ်တူမောင်လွှမ်းပိုင်ထက်ဂရိတ်တူမမျက်နှာဥခေါ မမိုးပွင့်ဖြူပြိဆိုင်ပင်မဆူလိုက်နာဆူလက်နိုင်ခေါ်မတင်းတင်းယူနိုင်ဒီပဲရင်လေချောင်းတိုက်ခိုက်မှုပောက်ကူတော့သုံးသက်ချက်ဒီပဲရင်စတင်ချောင်းမှာကွဲလွန်သူចောင်းသားများအတွက်အမိန့်ပြန်စကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုးတိမ်တွင်းရွာစတင်ချောင်းလေချောင်းတိုက်ခိုက်မှုတွင်ဒဏ်ရာပြင်းထန်သည့်နောက်ထပ်ကလေးနှစ်ဦးတေဆုံးခဲ့ရာစုစုပေါင်းတေဆုံးသူ24ဦးအထိရှိလာကြောင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖာထံကသိရသည် ယမန်နေ့မေ၃ညပိုင်းကအသက်၈နှစ်အရွယ် Grady နဲ့ကြောင်းသားမောင်အောင်စေရယနေ့မေ၄နက်နက်တွင်အသက်၁၁နှစ်အရွယ် Grade ၃เจ้าသူမပြည့်ပြည့်ငင်းတို့တည်ဆုံခဲ့သည်ပြီးခဲ့သည့်မေ၂၂ရက်နေ့နက်ကဆောင်းမွေးပွဲဖြစ်ရန်ပြင်ဆင်နေသည့်အိုးတိန်တွင်ရွာစာတင်เจ้าကိုစစ်ကောင်စီကလေเจ้าမှဘုံနှလုံးကျက်ချခဲ့ရာเจ้าသူเจ้าသား၂၀ဦးနှင့်ဆရာမ၂ဦးတည်ဆုံခဲ့သည်တည်ဆုံသူများတွင် မူလာတန်းမှအထက်တန်းအထိចောင်းသားចောင်းသူများပါဝင်ပြီးအများစုမှာမူလာတန်းចောင်းသားများဖြစ်သည်ထိခိုက်ဒဏ်ရာရသူတရား၅ဦးရှိကခြေထောက်လက်ထိခိုက်ပြတ်တောက်သူများအပါအဝင်ဒဏ်ရာပြင်းထန်သူ၄၀နီးပါးရှိပြီးဆေးဝါးလိုအပ်ချက်များရှိနေကြောင်းဒီပယ်ရင်ပါဖာအဖွဲ့ဝင်တဦးကပြောသည်ဥထရင်တွင်ရွာတွင်ဟိုလေကြောင်းနဲ့တိုက်ခိုက်တယ်ဗောလေကြောင်းနဲ့တိုက်ခိုက်တယ်အဲ့တော့ BBC တို့ခစ်တဲ့တို့ကဘာអော်ထားတယ်လဲဆိုတော့ ဒီဝီဇီနဲ့ခစ်တဲ့သူကဘာတွေ order လဲဆိုလို့ရှိရင်ဒီမှာဒီကလေးငယ်တွေစာရင်ကြောင်းတက်တယ်ပေါ့စာရင်ကြောင်းနေတဲ့ချိန်မှာဒီဒီကြောင်းကနေမှခြောက်ရတယ်ပေါ့ဒီအိုင်နဲ့မကလေးတွေလူငယ်တို့ရက်ဆက်ဆော့ဘာညာကွီးကွာပေါ့ဗျာကြောင်းတကြပြည်သူတွေကိုထင်လွဲမြင်လွဲပြအောင်လိမ့်တာအဲ့တော့ပြည်သူတွေကိုဥစဉ်ကအမှန်တရားကိုပြောကျင်တယ်ပြည်သူတွေကိုအမှန်တရားကိုပေါက်ကိုတော့ခြားပြကျင်တယ်အဲ့တော့ပေါက်ကိုတော့ပြောတဲ့စကားကိုလည်းခင်ဗျားတို့ကိုဒီချိန်ချိန်ပြီးမှပေါက်ကိုတော့ပြောတာယုတ်တိရှိလားမရှိဘူးလားဒီဟာကိုစဉ်းစားပါဗျာ ီအချိန်မှာဘယ်အကြောင်းအဖွင့်နေလဲဒီအချိန်မှာအကြောင်းဖွင့်နေလားဒီအချိန်မှာအကြောင်းအဖို့လက်ခံပြီလားကလေးတွေကစာရင်ကြောင်းကိုခေါ်တယ်ကလေးတွေအဲ့တော့ဥစဉ်ကပြောကြင်တာဒီအဖွဲ့အကျန်းဖွဲ့အဖွဲ့စည်းတွေနော်အဲ့ဘက်ကအကျန်းဖွဲ့ကဘာအယုတ်မှာသုံးအဖွဲ့လို့တော့ပြောလို့ရတယ်တာလီဘန်စစ်သေးကြရင်တော့ဒိုးတော့ကလေးတွေကိုအတုံးမချောက်ကလေးတွေကိုမယုတ်ပါဘူးသူတို့ကဒီကလေးတွေကိုပြောကြင်တာကတော့ဟုတ်ကလေးတွေကိုခေါ်မယ်ခေါ်ပြီးလို့ရှိရင်ကလေးတွေကိုစာနာကြ ဘာဖြစ်လို့ကလေးတွေကိုနိုင်ငံရေးတဲ့ဆိုဘာလို့ကလေးတွေကိုဒီလိုလောက်ရတာလဲအမှန်ကဦးဇင်းတို့လေချောင်းဟာခြားရင်လဲခြားမယ်ဒါပေမဲ့ခင်ဗျားတို့လွင်ကတော့အဲ့10ရက်15ရက်လောက်ကအဲ့ဒီစာရင်ကျောင်းထဲမှာစာရင်ကျောင်းထဲမှာမိုင်းနေလုကွန်ကျူးတွေနဲ့လှုပ်ထားတဲ့ပိုက်လုံးတွေနဲ့လှုပ်ထားတဲ့ဘုံတွေမိုင်းတွေခင်ဗျားတို့တွေ့ရမှာမြင်လိုက်မယ်အဲ့မှာဦးဇင်းတို့အဲ့ဓာတ်ပုံတွေအဲ့ဒီအထောက်ထားတွေကလည်းတို့တို့ချင်းချင်းပဲပို့ထားတာစာရင်ကျောင်းတွေမှာတို့လိုအကျန်းဖက်လုပ်ငန်းတွေလှုပ်ဆောင်နေတဲ့ အကျန်းစာသင်ကျောင်းတွေမှာတို့အကျန်းဖက်လုပ်ငန်းတွေမွေးမြူနေတယ်မွေးမြက်နေတယ်ကလေးတွေကိုသုံးချနေတယ်ဒါတွေခင်ဗျားတို့အားလုံးလဲဒါလိုင်းပေါ်မှာတွေ့ရတာပဲဒါလည်းလိန်လို့မရဘူးအဲ့ဒီချိန်မှာကလေးတွေလေကျောင်းရံနဲ့ဒီကျောင်းမှာစီဝဲလုပ်ကြတယ်စီဝဲလုပ်ကြတယ်အဲ့တော့လေရင်နဲ့ခြတာမခြတာအသာထားကလေးဆိုတာကကင်နေတဲ့နေရာကိုဆော့နေတဲ့နေရာရှိတယ်။ကလေးတွေဆိုတာက လေးတွေဆိုတော့ကစူးစမ်းခြင်းနဲ့ဒါလေးကဘာလေးလဲဒါလေးကဘလို့ဟာလေးလဲတွားပြီးမှကြည့်ခြင်းနဲ့ဦးဇင်းတို့ရဲ့ဒီကပေါ့နော်ဒီနေကန်နေပြတာအားလဲတရင်အရာဆိုရင်ဒီကလေးတွေဒီမိုင်းတွေကိုဆော့တာနဲ့ဒီကဦးဇင်းတို့တက်မလို့စီချောင်းတက်မလို့လေချောင်းနဲ့တိုးခြင်းလဲတိုးမယ်အကုန်လုံးပေါက်ကွဲမှုအားနဲ့ကလေးတွေကိုဒါထိုးကြွေလိုက်တယ်လို့ပဲဦးဇင်းတို့ကတော့တုံ့နှက်ခြင်းနေဗျာနော်ကလေးတွေတကယ်လို့ထိခိုက်ဒဏ်ရာရရင်သိကြီးပြည့်စည်တယ်ဆိုရင်လဲဒီအကျန်းဖက်တွေယုံပါလို့ပဲ အဲ့တော့အကြမ်းဖက်တွေကတာလီဘန်စစ်သွေးကြတွေထက်စိုးတယ်ဆိုတော့အလုံးတိစေချင်ပါလေဗျ။ခင်ဗျားတို့ကစစ်ကြောင်းအတမတော်ကနေလင်းကြီးနဲ့ခြားတယ်လင်းကြီးနဲ့ကျဲတယ်ဆိုတာပဲခင်ဗျားတို့မျက်စီထဲမှာမြင်နေတာ။ခင်ဗျားတို့မျက်စီထဲမှာမြင်နေတာ။ဒီချင်းကစာတင်ကြောင်းနေမှာအကြမ်းဖက်လုပ်ငန်းတွေလှုပ်ဆောင်နေတယ်အကြမ်းဖက်တွေမွေးမြူနေတယ်အကြမ်းအကြမ်းဖက်အလုံးကိုဒီမှာပေါ့ဗျာအကုန်လုံးပွားမြအောင်ဒီလိုတွေဘုံခွဲဖို့ဒီလိုတွေမိုင်းခွဲဖို့ဒီလိုတွေလှုပ်ဖို့ဆိုတာကိုတင်ကြပို့ချနေတာကိုရောပြည်သူတွေအလင်းနဲ့တရောတည်ရလားလို့ တာဦးစင်းကမေးခွန်းထုတ်ချင်ပါတယ်ဗျအဲ့တော့အကျန်းဖက်တွေရှိတဲ့နေရာကိုရှင်းလင်းရမှာတပ်မတော်ရဲ့အလုပ်သခိုင်းတိုင်းကိုအုပ်ချုပ်နေတဲ့တိုင်းမှုရဲ့အလုပ်တိုင်းမှုရဲ့အလုပ်ကလေးတွေလည်းသူတို့နောက်ဆုံးကြတော့ဗျပြောပါလို့ရှင်တော့အာဒီလိုကလေးတွေအကြောင်းပြပြီးမှဗျမျက်ဤချူပြီးမှပြူတွေကိုဒါတပ်မတော်နဲ့ပြူတွေပြူတွေနဲ့တပ်မတော်အထင်လွဲအောင်လုပ်လိုက်တာပဲ။ သူကကဘာကိုချပြချင်တာတမတော်ကနေလေရင်ကြီးနဲ့ကြိလိုက်တဲ့ကလေးတွေစာရင်ကျောင်းတက်နေကလေးတွေတလူတရပါတဲ့ဒီချင်းကစာရင်ကျောင်းဖွင့်ချိန်လားစာရင်ကျောင်းတက်ချိန်လားစာရင်ကျောင်းတက်ချိန်လားဘာကြောင့်ကလေးတွေကိုအတုံးချတာလဲဘာကြောင့်အဲ့ဒီလောက်ထိရုပ်မာတာလဲအခြားအခြားနည်းနဲ့လုံးလို့မရဘူးလားဘာလဲခင်ဗျားတို့တာသမီတွေမဟုတ်လို့လားအကျန်းဖက်တွေရဲ့တာသမီတွေမဟုတ်လို့လားဘာလို့ဦးသိန်းတို့ကရှင်းရှင်းလင်းလင်းပြောချင်တယ်အကျန်းဖက်တွေမွေးမြူထားတာသမီတွေမဟုတ်လို့လားလို့မေးခွန်းထုတ်ချင်တယ် ဲ့တော့ပြောချင်တယ်အဲ့ဒီဘက်ကဘွာတွေပေါ့နော်ဒီဒီဘက်နယ်တွေကအကြမ်းဖက်တရားကတာလီဘန်နေတဲ့စိုးတဲ့ကမ္ဘာအကြမ်းတန်းဆုံးကမ္ဘာအယုံမာဆုံးဆင်းရဲထဲမှာတော့မှထည့်လို့ရပြီလို့ပေါက်ကိုတော့တော့တုံးတက်ချင်ပါတယ်ဗျာနော်တုံးတက်ချင်ပါတယ်အဲ့တော့အကြမ်းဖက်တွေရှိတဲ့နေရာကိုဘာပြောပြောသခိုင်းတိုင်းတိုင်မှုကြီးခင်ဗျားလက်ထက်မှာလှုပ်ဆောင်ချက်တွေကိုကျုပ်တို့တွေမှန်တိုင်းပြောရလို့ရှိရင်ဒါပြည်သူပြည်သားတွေမန်ပတ္တဆာတွေပေါ့ဗျာအကုန်လုံးဒီ ကဏီပဲအားလုံးပြည်သူစစ်အများစုကအားလုံးအားလုံးတပ်မတော်တာတော်တော်များများနေခမရဲ့လုံဆောင်ချက်တွေကိုတဘောလဲကြတယ်လက်လဲလက်ခံကြတာတွေကြားတရတယ်တော့အတိုင်းထက်လဲဝမ်းသာမြို့ရတယ်စစ်သားကတော့လုံဆရာရှိတာကိုလုံးရမှာပဲစစ်သားပြည်သားသာလုံးရမှာပဲအကြမ်းဖက်ရှိတဲ့နေရာနဲ့ပေမပြည်သူလို့မပြောပါနဲ့ပေမပြည်သူလို့မအော်ပါနဲ့လို့ဦးစင်းကတော့ပြောချင်ပါတယ်ဗျာနော်အဲ့တော့အကြမ်းဖက်တွေနဲ့တရော်တနည်းအကြမ်းဖက်တွေနဲ့နေနေတယ်ဟုတ်လား အာတပြေပန်းနဲ့ဂျူတယ်ဟိုဟာနဲ့ဂျူတယ်ဒီဟာနဲ့ဂျူတယ်ဟုတ်လားပြီးကကြမှာတေကကြမှာပြီးသူတွေကိုလှုပ်ပါတယ်ပြီးသူတွေကိုလှုပ်ပါဆိုရင်မျက်ရည်ချူပြီးမှငိုပြမယ်နဲ့ကဘာကတူကရုပ်မာဆုံးလဲဆိုတော့ကဘာကအဖွဲအစည်းတော်တော်များများကတိရဲဆိုတာကိုလဲခင်တီတို့ BBC တို့ပြောကျင်နေနော်တကယ်လို့လိမ့်မယ်ညာမယ်ဂျင်းထဲမယ်ဆိုရင်လဲပြူတွေကိုရောင်ထဲပါပြောကျင်တာကဒီချင်းအားចောင်းဖွင့်ချင်းမဟုတ်ပါဘူးចောင်းသားတွေလက်ခံချင်းလည်းမဟုတ်ပါဘူး ကလေးတွေကိုတည်တွင်းတဲ့ပို့ကလေးတွေကိုတည်တာအကြောင်းပြုပြီးမှကဘာကိုမျက်ရည်ချူပြီးမှ NUG ရဲ့ပုံရိပ်ကိုပြန်တက်လာအောင်လုပ်လို့လဲလုံးဝလုံးဝမသက်တော့ပါဘူး NUG အနေနဲ့ပုံရိပ်တက်ချင်တဲ့ဆိုရင်ကိုယ်ပြန်တဲ့ဟာကိုမပြောနဲ့ခင်ဗျားတို့အကြမ်းဖက်အချင်းချင်းပဲခင်ဗျားတို့ကိုယုံကြည်မှုရှိအောင်ယုံကြည်မှုပြန်ပြီးမြင့်တက်လာအောင်အရင်လုပ်ပါလို့ပေါ့ကိုတော့ပြောချင်ပါတယ်ဗျအားလုံးတော်ပါပဲဗျ